်အလုံးမင်္ဂလာပါခြေကတော့ grade 12 mathematics ကိုသင်ကြားမယ်ခြေဆုဆန္ဒဖြစ်ပါတယ်ခြေသင်ကြားမယ့်ပိုင်းကတော့ chapter 9ရဲ့9.2 maximum and minimum ကိုဆက်လက်ပြီးသင်ကြားမှာဖြစ်ပါတယ် မန်စီမန်မင်းညီမရဲ့ကမှ concavity ဆိုတဲ့အကြောင်းလေးကိုဆက်ပြောမယ်ပေါ့နော်ရှေ့မှာ increasing decreasing ညောပြောပြီးသွားပြီ increasing ဆိုရင်ဘာလဲဆိုရင်ဒီမှာ concave နဲ့ပတ်သက်ရင် concave app ပေါ့ concave app ဘာသာပုံလေး decreasing ဆိုရင် concave down မောက်ခုံပုံလေး okay အဆိုရင်အပေါ်တက်တဲ့ပုံလေးပေါ့ဘက increasing ဆိုရင်အပေါ်တက်တဲ့ပုံလေးကိုကိတောင်းဆိုလို့ရှိရင်ဒါကအကုဆင်းရဲ slope ကမှောက်ကုန်ပုံလေးပေါ့တဝက်လေးမလို့ဒါတချမ်းလေးပဲဖြစ်နေရပါဘူး test for concavity เนาะ concavity မှာဆိုရင် second derivative လောက်ရှိကမယ်နှစ်ကြိမ်ရှိကတဲ့0တဲ့ကြီးမယ်ဒီဘက်ကလည်း concave ဖြစ်မယ် greater than 0တဲ့ကြီးရမယ်ပေါ့ကဲလို့ concave down ဖြစ်ခဲ့ပင်ဆိုရင်0တဲ့ငင်မယ်ဒါဆိုရင်ပုံလေးကိုစဉ်းစားကြည့်နှစ်ကြိမ်ရှိက0တဲ့ကြီးရင် concave up ငင်ရှိက0တဲ့ငင် concave down ပါ ဇမ်ဘာ11ကိုကြည့်မယ်ဆိုရင်ဂျယ်ရိုဖန်ရှင်ပေးထားတယ်ကွန်ကိအလာကွန်ကိတောင်းလာမိထားတယ်အော် FA ဒီပကန်းတွေကပုံမှန်ပဲတစ်ချိန်ကိုဘာလို့မရှိကိုရှိအခုကွန်ကိကကွန်ကိတောင်းဆိုနှစ်ချိန်ရှိဒါတစ်ချိန်ရှိတော့ဂျယ်ရို UYB နဲ့ရှိလိုက်တယ်ဒူဘိုင် is fair plus 1 the whole square ရဲ့ double prime နောက်တစ်ချိန် second territory တစ်ချိန်သူ့ကိုနောက်တစ်ချိန်တစ်ချိန်တော့ square ကိုနောက်တစ်ချိန်တစ်ချိန်တော့4 ီကောင်ထားပေါ့ VO ထား UO shape U ထား V shape နဲ့နောက်ဆုံး less answer ဒီ2 into 3 a square -1 divided by a square plus 1တကိုကျူရမယ်။ဒါဆိုရင်ကျေတော့က f double prime x ကိုပါပေးမယ်0ပေးမယ်ဒီတစ်ခုလုံးက0ပေး။အော်ဒီဘက်ချက်က0ဒါဆိုရင်ဒီဘက်2ကိုထပ်ပို့လိုက်တော့လဲ0 80အဖြေဒီ plus or minus 1 by root 3ရ။ဒီအဖြေကိုမူတည်ပြီးတော့ကုန်ကိအက်လာတောင်းလာဆက်လက်ပြီးကြည့်ရမှာ။ အော် interval ထဲမှာ minus 1 minus 3ကပုံငယ်တော့သူ့ရဲ့ငယ်တဲ့တစ်ပိုင်းသူ့ရဲ့ကြီးရဲ့တစ်ပိုင်းသူ့ကြားထဲမှာတစ်ပိုင်းနော်အဲသူ့ရဲ့ငယ်တယ်ဆိုတော့ကျတော့ minus 1 minus 3ရဲ့ငယ်တယ်ဆိုရင်ကျတော့ဟာအနှုတ်ထားပါတော့အနှုတ်3လောက်ကိုပေးလိုက်ကြပေါ့နော် minus 3ကိုပေးလိုက်ကြအဲ့တော့ minus 3ရဲ့အတိတ်ကြကြောကောင်နှုတ်လိုက်တော့ minus ဒါကတော့ minus နဲ့ minus နဲ့တူတော့ minus ဒီကြားထဲရဆိုရင်ကျအလွယ်ဆုံး0ကိုပေးမယ် 0နဲ့ plus နဲ့ဆိုတော့0 0နဲ့ minus နဲ့ဆိုတော့ minus တက်တက် ones ကြော်ကြော်မှရှိရတဲ့အတွက်သူနှစ်လို့ပေးမယ်နည်းနည်းအပေါင်းနဲ့ပေါင်းတော့လဲနှစ်ပေါ့နှစ်ထဲကတက်ကြော်ကြော်ကိုနှုတ်လိုက်တော့လဲအပေါင်းဒါဆိုရင်သို့တော့ decrease increase တွေ့တယ်လို့ပဲဒီညခုကိုပါလို့ပြန်ပြန်မြောက်အပေါင်းဆိုတော့အပေါင်းအပေါင်းနဲ့နှုတ်နဲ့မြောက်တော့နှုတ်နှုတ်နဲ့နှုတ်နဲ့မြောက်တော့အပေါင်းအပေါင်းဆိုရင်ကုန် KF မိုင်းနက်ဆိုရင်ကွန်ကရစ်ထောင်အပေါင်းဆိုရင်ကွန်ကရစ်ရဲ့ဟိုးရှိမှာတော့အပေါင်းဆိုရင် increase အနှုတ်ဆိုရင် decrease ဒါအတူတူပဲအော် now function တကူစဉ်းစားမယ်ကျတော့ h2 လို့စဉ်းစားမယ် critical point တစ်ချိန်ရှိကို0ပြီးတော့ h term ကို0ရမယ်နောက်ဒုတိယအချိန်တစ်ချိန်ထပ်ချိန် second derivative ထပ်ရှိပထမ derivative ထပ်ရှိရင် 3a² second derivative ထပ်ရှိရင် 6a ပေါ့ ဒါဆိုလို့ရှိရင်သူက0တဲ့ငယ်တဲ့နေရာကိုစဉ်းစားမယ်ဆိုရင်ဒီကောင်ကလည်း0တဲ့ငယ်သွားနိုင်ရင်0တဲ့ကြီးမယ်ဆိုလည်း0တဲ့ကြီးရဲ့အဲ့တော့ quantitative free က0 0ဆိုရင်အမှန်ပါပြောင်းလဲမှုမရှိဘူး0 0ဆိုရင်အမှန်မငြိမ်ဘူးဒါကြောင့်မို့ဒီဘက်ကအကိုရေးလေးဒီလိုမျိုးလေး0 0ပါ maximum လည်းမဟုတ်ဘူး minimum လည်းမဟုတ်ဘူးအဲ့တော့နောက်ပိုင်းမှာခေါ်လိုက်မယ် inflation လို့ခေါ်မယ်သူကငြိမ်နေတဲ့ point ပေါ့0 0မှာငြိမ်ပြောင်းလဲမှုမရှိ quantitative free ပြောင်းလဲမှုမရှိဘူးပေါ့ နောက်တစ်ခုကဘာဆက်ပြောမလဲဆိုတော့ point of inflation ကျေလို့စိုးစိုးတော့ contribution ညင်းနေတဲ့နေရာကိုဘာလို့ခေါ်မလဲဆိုရင် point of inflation တော့ကော down ကနေ up ကိုပဲသွားသွား f ကနေ down ကိုပဲသွားသွား f ကနေ down ကိုပဲဆက်သွားသွားပုံမတူတာမတူတာဒီအလဲမှာညင်းနေအဲ့ဒီညင်းနေတဲ့ point ကို point of inflation လို့ခေါ်ပါမယ်ဒါကြောင့်မလို့ double prime က0နဲ့ညီးမယ်ဆိုရင်တော့ inflation မဟုတ်ပါဘူး သူရဲ့ဖောင်ပုံစံက Espanyol C သဟိုးပါပါ 2K K ကတော့ဘလူးတဲ့ကြီးရမလဲဒူးတဲ့ကြီးရပါမယ် Example 12ပေါ့ဒီ term တဲ့ open interval with the grass of the function of y is equal to h to the power 1 minus 3 kon ke at la kon ke down la inflection point la ရှာကြအောင်ဒါဆိုရင် a price ကို power ရှေ့ချတနှုတ် PF double bind ကိုဆက်ရှာပါဝါရှိချတနှုတ်ဆိုရင် -2 by 9 is to the power 5 and 3ရ။ဒါအိုဂျီရိုဒီဒီကောင်ဒီ0ပေါ့။ဒီဟာကို0ပေးရတော့မှာ x ကတစ်လုံးနဲ့ရှင်0။0နဲ့ညီမလားငယ်မလားကြီးမလားစဉ်းစားမယ်။ငယ်မယ်ဆိုတဲ့ case ဆိုရင်အနှုတ်တစ်ခုယူမယ်ပေါ့ -1 ပေါ့။ဒါဆိုလို့ရှိရင်အနှုတ်နဲ့နှုတ်နဲ့တွေ့ရင်ပါလေအပေါင်း0နဲ့ညီမယ်ဆိုရင်2 by 0ဆိုရင် under 5။0နဲ့ကြီးမယ်ဆိုရင် ဘောင်းအပေါင်းဆိုတော့ဘောင်းနိုင်နှုတ်နဲ့တွေ့ရအနှုတ်အနှုတ်ဆိုရင်ကွန်ကရစ်ဒေါင်း and device ဆိုရင် inflation point ပေါ့အပေါင်းဆိုရင်ကွန်ကရစ် app အဲ့တော့မှဒီကောင်ကနေမှကျေလို့အဖြေကိုပြင်မယ်ဘဲကောင်က00ဆိုတဲ့ point ဒီ inflation point မှာ less than 0ဆိုရင်ကွန်ကရစ်က f greater than 0ဆိုရင်ကွန်ကရစ်ကဂျောင်းမှာဒီကအဖြေကိုအောက်ဆုံးပြန်ပြီး conclusion ဆွဲတာပါ အော် example 12ရဲ့ b 9 by 80 a is to the power 11 by 3အကုန်ကြီးအဲ့လား down လား inflation လားစောစောပုံစံပါပဲဒါဆိုရင်တစ်ကြိမ်ရှိမ့်မယ်နှစ်ကြိမ်ရှိမ့်မယ်တစ်ကြိမ်ရှိလို့ဒီ point လေးရပြီတစ်ခုံကွဲရတယ် single point ဆိုရင်0ပဲယူရမှာဒါဆိုရင်0နဲ့ညီတာယူမယ်0နဲ့ငယ်တာယူမယ်0နဲ့ကြီးတာယူ0နဲ့ငယ်တာယူမယ်ဆိုရင်အနှုတ်အနှုတ်ပေါ်မှာပေါ်ရတဲ့တင်မယ်ဆိုရင်နှုတ်0နဲ့ညီတာယူမယ်ဆိုရင်0ပဲထွက်မယ်ပေါ့ စရိုးတဲ့ကြီးရယူမယ်ဆိုရင်ချေတော့အပေါင်းကိုယူမယ်ဆိုအပေါင်းဒီကအပေါင်းဆိုရင်ကိုကေအပ်အနှုတ်ဆိုရင်ကိုကေဒေါင်း0ဆိုရင် inflation point အဲ့တော့ဒီသုံးခုယူပြီးတော့ဒီအောင်မှာပြင်ရင်လိုက်တာပါချေတော့ inflation ကိုကေအပ်ကိုကေဒေါင်းဆိုပြင်ရင်လိုက်တာ is ever တတင်းအားကြတော့သူက inflation point မရှိဘူးတဲ့ဘယ်အချိန်မှမရှိရ x2 to 0ဆိုတဲ့နေရာမှာမရှိချောင်း show သက်ဆိုဖြစ်ကိုဖြစ်ချောင်းပြပြရမယ်ပေါ့ Now alpha is equal to h to the power 6. Upper is power ရှိချာ genesis is to the power 5. Now for critical point မှာ upper is equal to 0 is က0ပေါ့။ပြီး double prime sin 65 30ဆို30 h to the power 4ပေါ့။ h ကို0ထည့်မယ်ဆိုရင် f double prime ထဲမှာ0ထည့်တော့30ည0နဲ့ဆိုတော့0။အဲဒီတော့ f double prime ကနော် greater than 0 x 0ဆိုရင်လည်း greater than 0ပဲ less than ဆိုလည်း greater than 0ဘာလို့လဲဆိုတော့သူ့အဖြေက0ဖြစ်နေတယ်0ဖြစ်နေရောဘလို့အချိန်ကြီးမှာပဲဖြစ်ဖြစ်စားရပါဖြစ်နေလေမပြောင်းဘူးပေါ့ that's not change ဖြစ်နေတဲ့အတွက် not inflation point inflation point မရှိဘူးလို့ပြောတာပါအဲ second derivative test ကိုဘလို့ရှာမလဲပေါ့ နော်ကျေတို့ကဒါတကြိမ်ရှိတ်ပေါ့ critical point လေးတွေ0တွေ0တွေညှိခဲ့တယ် second derivative က greater than 0ဖြစ်မယ်ဆိုရင် तू ကပြောင်းပြန် minimum point မှာ less than 0ဖြစ်မယ်ဆိုရင် maximum point equal 0ဖြစ်မယ်ဆိုရင်တော့ neither တော့ပါတခုမှမဟုတ်ဘူး maximum လည်းမဟုတ်ဘူး minimum လည်းမဟုတ်ပါဘူး SMF 14ပေါ့ classify the critical point ကိုကျဲလို့ရမယ် critical point မှာမှာ classify ဖြစ်တယ်ဆိုရင်ဒီကောင်ဘာလို့မလဲဆိုရင်နှစ်ချိန်ရှိတဲ့ကြည့်တော့ F4A သူ့ကိုတစ်ချိန်ရှိမယ် power ရှိကြကြညုပ်တော့ 4A u minus 2A square 4A square ကိုပုံထုတ်လိုက်တော့ a minus 3 critical point ဆိုရင်ရော upright a square ကို0ပြီးတော့ a ဆက်ပြီးရ0နဲ့3နဲ့ထွက် a a နဲ့0နဲ့3နဲ့ကိုကျတော့မူရင်း function မှာပြန်ထည့်မယ် F4 0ထည့်

x ကို0ပေးမယ်ဆိုရင် f double prime ကို0ပေးရော00ထည့်လိုက်ရခါကျတော့0ဖြစ်သွားရင်ဒါကြောင့် second derivative က0ဖြစ်သွားရင် test မရဘူး test fail ဖြစ်တယ်။ကြောက်မလို့ first derivative ကိုပဲပြန်စဉ်းစားမယ်0နဲ့ငယ်တဲ့အချိန်မှာတော့ f by x first derivative က0နဲ့ငယ်တယ်။0နဲ့3ကြားမှာဆိုလို့ရှိရင်လည်း0နဲ့ငယ်။ဒါဆိုရင် point of inflection က05ရဲ့3 minus 22ရဲ့ဘယ်ဟာဖြစ်မလဲကျေတော့0သွင်းလိုက်တဲ့အချိန်မှာ0ဖြစ်တဲ့အတွက် inflation point ဟာ0.5ဖြစ်သွားပြီကျေတော့3သွင်းမယ် f double prime 3သွင်းမယ်ဒီနေရာမှာ3သွင်းလိုက်3သွင်းလိုက်တော့နောက်ဆုံးအဖြေက36ရတယ်အဲ့ဒီ36က0တဲ့ကြီးသွားတယ်ကြီးရင် minimum ပေါ့အကယ်လို့ဒီမှာငဲရင် maximum ပေါ့ဒါကြောင့်မို့3.22က local minimum point ကိုရရှိပါမယ် example 15 more find the race of the f for h equal to l and a by 8အဖို့ a square ယူ l and a by 8သူ့ကိုတစ်ချိန်ရှိမယ် l and a ကိုရှိတော့1 by 8 a ကိုရှိတော့1 double prime double prime ဆိုတော့ power ရှိချခြင်းလို့ဆိုတော့ minus 1 by a square critical point ဆိုတော့သူ့ကို0ပေး1 by 8 by 1 equal to 0 ဒါဆိုရင်ဂျယ်ရိုအဖြေကဟိုဘက်ကြီးပဲရွှေ့လိုက်တော့ x square cube ဘယ်လောက်ရမလဲ1အဲ့ဒီ1ကို original ပြန်ထက် ln 1 1ဆိုတော့အဖြေက -1 ပြီး f double prime ကပြန်ထည့်မယ်1ထည့်လိုက်တော့1 by 1ဆိုပြီးတော့ -1 ဘူးတဲ့ငယ်0တဲ့ငယ်တယ်အဲ့လို f double prime က0တဲ့ငယ်ရင်အဲ့ဒါဒီ maximum ပွား နော်အဲ့တော့ range ကိုစဉ်းစားမယ်ဆိုတော့ range က wine ပေါ့ wine က minus 1ဒါဆိုရင် minus 1ထဲဘာလို့မလဲငယ်မယ်ဒါမှမဟုတ်ညီမယ်ပေါ့နော်ဒီပုံလေးကဆွဲလဲရတယ်မဆွဲလဲရပါတယ်ပုံက Airlines minus ace ကိုဒီမှာပုံလေးဆွဲပေးထားတယ်ဘလူးတဲ့ငယ်မှာလဲဆိုရင်0 minus 1ရဲ့အောက်ဘက်မှာရှိပါမယ်ဒီ SMS 16 list amount list amount ဆိုဒီမှာလဲဘာကိုမေးရလဲဆိုတော့ minimum ကိုပဲမေးတာ ီဆလင်နာပေါ့ဆလင်နာပုံကြီးရဲ့နော်ပေးထားတယ်ဘော်ရုံးကိုသူကပေးထားတယ်ဆလင်နာပုံကြီးရဲ့ဘော်ရုံးပေးထားပြီးတော့အဲ့မကြီးကြီးရဲ့ဘလောက်အမောက်ဆန်တလေဒါဆိုရင်ဆလင်နာပုံရဲ့ဘော်ရုံးကိုအရင်ရှာမယ်နော်ဘော်ရုံးရဲ့ပုံသင်ကြီးက v equal to pi r square h ပါသူပေးထားတာက400ပိုင်းဆိုတော့400ပိုင်းကြီးညှိပေးလိုက်ပိုင်ပိုင်ချင်းခြေသွားတော့ zero h ရဲ့တန်ဖိုးဒီ400 by r square ရအဲ့ဒီပုံက buzzer ဒီခွက်က open stop အဲ့ဆိုရင် area ကိုကျေလို့ထက်ရှာမယ်ပေါ့ဒီ cylinder ရဲ့ area ကိုထက်ရှာတော့ပုံသင်ကြီးက a equal to pi r square 2 pi r h ပါ pi r square h နေရာမှာသွားရခဲ့တဲ့အဖြစ်ကိုပြန်ထည့်400 by r square ကိုပြန်ထည့်ရောဒီနှစ်ခုမြောက်လိုက်တော့800 by r square ပေါ့ a ရဲ့ပုံသင်ကြီးအဲ့တော့မှာဒီမှာကြည့်လိုက်မယ် a မတိကိနောက်ထပ်တစ်လုံးက r ဒါဆိုလို့ရှိရင်ကျေလို့ရှိတ်လို့ရပြီ da by dr သူ့ကိုရှိတ်လိုက်တော့2 by r -800 by by r2 ဖြစ်သွားပါမယ်အဲ့ critical point ဟာဒီကျင်းရှိတ်ကိုကျေလို့0ပေးတဲ့အခါကျတော့2ပိုင်ဟိုဘက်ပို့လိုက်တော့0 r equal to 400 r ကိုယူမယ်ဆိုလို့ရှိရင် true to or 400ဖြစ်ပါမယ်အဲ့တော့ d2a by dr square ပေါ့နှစ်ကျင်းရှိတ်2ပိုင်ပိုင်း တင်းတောင်စင်ပိုင်းပိုင်းအာကျူဖြစ်မယ်အာကဒီတန်ဘိုးလေးကိုပြန်ထည့်မယ်ဒီ 2a ပိုင်း dr square ကဒီပုံစံဖြစ်သွားမယ်အဲ့တော့ပိုင်းနေဒီအပေါင်းတွေဖြစ်တယ်တော့ဂျင်းနေ0နဲ့ကြီး0နဲ့ကြီးရင်ဘာဖြစ်သွားပြီလဲ minimum point ဖြစ်သွားပြီပေါ့ဒါကြောင့်မို့ဒီကောင်က least value ဖြစ်သွားတာပါ minimum point ဒီအဖြေဒီ minimum point minimum value ဖြစ်သွားတာပါအဲ့တော့ exercise 9.3မှာလည်း AC5 ပေါ့เนาะ critical point ကိုပဲရှာခိုင်းနေသူက function ဟာ h of a ဒါဆိုရင် HRA ကိုတစ်ချိန်ရှိတ် April 8ခုဓာတ်တစ်ခုရှိတယ်ခုဓာတ်တစ်ခုရှိနေဆိုရင်ပုံသင်ကြီးဟာဂျေရို8 sin 2 minus 8 e to the power minus 8 e to the power minus 8ဂျေ e to the power minus 8ကိုဖုံးထုတ်လိုက်ဒါဆိုရင် minus 8 plus 1ပေါ့သူ့ကိုနောက်ချိန်ထပ်ရှိမယ် minus 8 plus 1 1 minus 8အတူတူပဲရေးထား e to the power ရှိမယ်ဆိုရင် e to the power အနှုတ်ကိုထပ်မြောက်တော့ minus e to the power minus 8 ။ဣတုတဘာမိုင်းညက်အကိုထားမယ်ဒီကောင်ကိုရှိတ်တော့မိုင်းညက်ဝမ်းဒါကြောင့်မို့မိုင်းညက်ဖြစ်တာပါ။ဒီမိုင်းညက်နှစ်ခုဆိုတော့ h မိုင်းညက်2ဣတုတဘာမိုင်းညက်2ဒါဆိုရင် critical point က0ပေးမယ်ဆိုရင်နောက်ဆုံးအဖြေရပါရမယ် x is equal to 1 x အဖြေရပြီဆိုရင်မူလ function ကြီးမှာပြန်ထည့် x or x မှာပြန်ထည့် e to the power minus 1 so 1 by e ဒါဆိုရင် point က1កော်မှာ1 by e ဒါစီ critical point ပြီးရင်နှစ်ကြိမ်ရှိမှပြန်ခဲ့မယ်ရလာတဲ့အဖြေက minus 1 by e ဖြစ်တဲ့အတွက် less than 0ဆိုတော့အတင်နာပြီးသား less than 0ဆိုဘာ point လဲ local maximum point ပါအဲ့တော့ကျေတော့ဒီ homework ပေါ့ကျန်တဲ့ exercise 9.3လေးကို homework ဆက်ပြီးတွေ့ရအောင်။ share တင်တဲ့သင်ခန်းစာတော့ဒီနေ့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကောအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်